အားလုံးပဲမင်္ဂလာပါဒီနေ့က15ရက်ကုလ2025ပေါ့နော်အဲဒီနေ့ကတော့ဒါကျွန်တော် channel လေးရဲ့သုံးသက်ချက်တွေပြောမှာပါအဲ့တော့ဒီနေ့ကျွန်တော်ဗာအကြောင်းပြောမှာလဲဆိုတော့သမရာကြီးဦးဝင်းမြင့် trust ဆိုချင်တဲ့ပတ်သက်ပြီးတော့မှပြောမှာပေါ့နော်ဟုတ်သမရာကြီးဦးဝင်းမြင့်ရဲ့ trust ဆိုချက်တွေပေါက်ကြားလာတာပေါ့နော်အဲ့တော့အခုဒီနှစ်ပိုင်းပါကျွန်တော်တို့ကောင်းဆောင်နေရဲ့ trust ဆိုချက်တွေကတောက်လျှောက်ပေါ့နော်တစ်ခုပြီးတစ်ခုပေါက်ကြားလာတာတွေ့ရတယ်ပထမအမေတော်ဆန်းစုကြည်ရဲ့ trust ဆိုချက်တွေပေါက်ကြားတယ် အခုဒါတမရိုင်းဝင်းမြင့်ရဲ့ထွက်ဆိုချက်ထပ်ပြီးတော့မှထွက်လာတယ်ပေါ့နော်အဲ့တော့အဲဒါတွေကပြောရလို့ရှိရင်ဒီလိုမျိုးပေါက်ရလာခြင်းဟာမတော်တဆမဟုတ်ပဲねဒါတမင်ဖောက်ချပြီးနေတယ်ဆိုတာကိုတော့တေချာဘောကောက်ချက်ဆွဲလို့ရတယ်ပေါ့နော်အဲ့တော့ဒီစာတွေနဲ့ပတ်သက်ပြီးဒီထွက်ဆိုချက်တွေနဲ့ပတ်သက်ပြီးမတုံ့တက်ခင်ဒီထွက်ဆိုချက်လေးတွေကိုအရင်ဆုံးကျွန်တော်တို့လေ့လာကြည့်အောင်ပေါ့နော်အဲ့တော့ဒါစာအုပ်ဆုံးဖမ်းတဲ့ညက ဖြစ်စဉ်ပေါ့ဗျာနော်စားစားဥဒုံခံရညာဖြစ်စဉ်ကိုကျွန်တော်ပြောပြပါမယ်တမရာကြီးထွက်ဆိုကြပါအဲအကြံဖတ်စစ်တီတော်များကတဲ့နော်ဘယ်ဘက်မှာရောညာဘက်မှာရောရောက်လာတယ်ပေါ့နော်ဖေဖော်ဝါရီလ1ရက်နေ့က9နာရီမှာနော်သူ့အခန်းကိုပေါ့နော်အာကျွန်တော်လာရောက်ပြီတဲ့ဖန်စီထိမ့်သိမ့်ခဲ့ပါတယ်အဲ့နောက်ကျွန်တော်အာသမရအရာရှိယုံတို့ခေါ်ခဲ့တယ်ကျွန်တော်မှာညဝင်းအင်ဂျင်ဝယ်စာဝယ်စင်ထားတဲ့အနေထားဖြစ်ပြီးတော့မှာ အဲသူတို့ရရှိမှာပဲဝယ်စားပြောင်းဝက်တယ်ပေါ့နော်အဲ့ဒီအချိန်က အကျန်းဖတ်စစ်သားတွေအခန်းဝါမှာစောင့်နေတယ်အဲ့ဒီနောက်တောင်းနေကြစီးတွေကိုလက်ဆွဲအိတ်တွေကိုထည့်ပြီးတော့မှဘုရားကံကိုသွားတယ်ညွန်နေကြဘုရားဆောင်ကိုယူတယ်ပြီးတော့ယူလာတယ်ပေါ့နော်အဲ့ဒီနောက်မှာဘုရားရှိခိုးတယ်ပြီးတော့သူတို့ခေါ်တဲ့နောက်ကိုလိုက်သွားတယ်ပေါ့နော်အဲ့တော့သမရာကြီးကိုအားလုံးဝိုင်းရံပြီးခေါ်ရတယ်ခေါ်ရတဲ့လမ်းတစ်လျှောက်မှာလည်း အိမ်အော်အပေါ်တက်ပေါ်အောက်တက်ပေါ်အကုန်လုံးသွားရလမ်းတစ်လျှောက်မှာစစ်သားတွေအများကြီးနေရာယူထားတယ်ပေါ့နော်အဲ့တော့အဲ့စစ်သားတွေကအကြပ်ဖက်ဝစ်စုံအပြည့်စုံဝစ်ဆင်ထားတယ်လို့ပြောတယ်တမရာကြီးအဲ့တော့တမရာရုံးကိုရောက်တဲ့အခါမှာရုံးငန်းမရောက်မီအဝင်ဝမှာအခန်းတစ်ခန်းမှာခေါ်တယ်ခေါ်ပြီးတော့မှစတီကုံမှာထိုင်ခိုင်းတယ်အဲ့ဒီမှာပူချုပ်ကြီးလားဒုတိယပူချုပ်ကြီးလားမသိဘူးနှစ်ယောက်ဝင်လာတယ်အဲ့ဒီမှာတမရာကြီးကိုအကြပ်ဖက်ကြီးအကြောင်းပြောတော့နှုတ်ထွက်ပြီးဖို့အတွက်ပြောတယ် အဲ့တော့တမရာကြီးကလည်းကျမ်းမာရေးကောင်းမွန်တဲ့အတူတူဖြစ်တယ်။ဒါကြောင့်နှုတ်ထွက်မပေးနိုင်ဘူးလို့ပြောတယ်။အဲ့လိုပြောတဲ့အချိန်မှာအဲ့ခွေးကြီးတွေပေါ့နော်ခွေးနှစ်ကောင်ကဗာပြန်ပြောလဲဆိုတော့ပြန်စင်းစားဖို့ပြောတယ်ပုပ်ကိုကြီးထိခိုက်မှုရှိနိုင်တယ်လို့ပြောတယ်။ဖမ်းမယ်ပေါ့နော်။အဲ့လိုပြောတယ်။အဲ့တော့အဲ့လိုပြောတဲ့အချိန်မှာပဲကျွန်တော်ကတော့နှုတ်ထွက်မပေးနိုင်ဘူးအသေးခံပဲဆိုပြီးတော့မှတမရာကြီးကပြောတယ်။ဒါစာအရပေါ့နော်အဲ့မှာထွက်ဆိုချက်မှာပြောတာ။အဲ့တော့ ခင်ဗျားတို့ဥပဒေနဲ့အညီလုံးတဲ့နဲ့အာဏာမသိမ်းသိမ်းဘူးဆိုပြီးတော့မှသမရာကြီးကဆက်ပြောတယ်။အဲဒီမှာသမရာကြီးကိုကိုကမ်းမှာပဲကိုပြန်နေဖို့ပြောပြီးတော့မှအကျန်းဖတ်စစ်သားတွေလိုက်ပြီးတော့မှအခန်းကိုပို့ခဲ့တယ်ပေါ့နော်။အခန်းကိုပြန်ရောက်တဲ့အချိန်မှာဖျားကန်းကိုတွားတဲ့အခါမှာသမင်းစားကန်းကိုတွားတဲ့အခါမှာလိုက်ပြီးတော့မှအဲ့လိုပဲတွားတွားပေါ့နော်။စောင့်ကြည့်နေတယ်ပေါ့နော်။ပဲကိုတွားတွားစောင့်ကြည့်နေတယ်။စောင့်ကြည့်ချင်းခံရတယ်ပေါ့ဗျာနော်။အဲ့နောက်ပိုင်းမှာသမရာကြီးမှာဘာမှဆက်သွယ်ရေးဆက်တွေလည်းမရှိတော့ဘူးအပြင်လောကနဲ့ဆက်သွယ်ပြတ်သွားတယ်မိသားစုလည်း အကုန်လုံးဒီဖုန်းတွေပါတယ်အကုန်တင်ခံရတယ်ပေါ့နော်နေ့လယ်ပိုင်းချိန်ရောက်တဲ့အခါမှာသုံးရက်အတွင်းအိမ်တော်ကနေပြီးတော့ရွှေပြောင်းရမယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့တော့တမရာကြီးကဒူဘိုင်နဲ့ပစ္စည်းတွေအားလုံးကိုရှိတဲ့လူတွေကဒါတင်စီပြီးတော့မှနော်ပြောင်းသွားတယ်ပေါ့နော်ပြောရရင်တော့ဖမ်းလိုက်ပြီပေါ့တမရာကြီးကိုဖမ်းလိုက်ပြီပေါ့နော်အဲ့တော့အဲ့ဒါကတစ်ချက်ပေါ့အရေးကြီးတာကအဲ့ဒါတစ်ချက်တမရာကြီးကဒါရေဝင်မယ် အာနာလုံးမပေးနိုင်ဘူးဆိုပြီးတော့မှတမရိုက်ပြောထားတာပေါ့နော်အဲဒီမှာစိတ်ဝင်စားစရာကောင်းတဲ့ကိစ္စတွေကဘာတွေလဲဆိုတော့ဒီစာပေါကြားလာခြင်းရဲ့ဒီစာပေါကြားလာခြင်းရဲ့ရည်ရွယ်ချက်ပေါ့နော်အဲဒီမှာမြင်သားထားတဲ့ဟာလေးတွေကျွန်တော်ဖတ်ပြမယ်ယခုတရားဆွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လေတဲ့ကျွန်တော်အနေဖြင့်ပါဝင်ပတ်သက်မှုတိရှိမှုမရှိဘူးတဲ့အဲ့ဒါ ਈ နဲ့ပတ်သက်ပြီးတော့မှပါဝင်ပတ်သက်မှုမရှိဘူးနောက်တစ်ခုကဘာလဲဆိုတော့ ပါတီဖွဲ့စည်းများဆုံးဖြတ်ချက်များတဲ့ကြေညာချက်များထုတ်ပြန်ချက်များဆောင်ရွက်မယ်ဆိုလို့ရှိရင်တဲ့ရင်းပါတီတွင်ပါဝင်သည့်အဖွဲ့ဝင်များနှင့်ဥက္ကဋ္ဌများ၏သဘောတူညီချက်သဘောတူညီမှုအရာသာတဲ့ဆုံးဖြတ်ဆောင်ရွက်ကြရမည်ဆိုလျင်တဲ့မဟုတ်ပါတဲ့အဲဆိုလိုတာကဒါပါတီကိစ္စတွေကိုပါတီကိစ္စတွေမှာဒီပေါ်တော့ပါတီဝင်တွေပါတီမှာပါဝင်တဲ့အဖွဲ့ဝင်တွေနဲ့ အဲဥက္ကဋ္ဌတွေရဲ့သဘောတူညီချက်အရသာဆုံးဖြတ်ရမယ်ဆိုလို့ရှိရင်မဟုတ်ဘူးအားလုံးပါတီအားလုံးသဘောတူညီမှုရယူရမယ်ဆိုတဲ့သဘောပေါ့နော်နောက်တစ်ခုကဒီဒီဇယ်ဥတွေမျိုးမျိုးကိုချိုးဖောက်ပြီးတက်မတော်စစ်ကောင်းဆောင်တစုကနိုင်ငံတော်အာဏာကိုမတရားသိမ်းပိုက်ခဲ့တည်ဟုဖော်ပြထားသည်ဆိုလျင်တဲ့အဆိုပါစာကိုဥပဒေအရရှိကပြရည်တွေ့ရှိခြင်းဖြစ်ပါသည်တဲ့ပြောရလို့ရှိရင်တော့အဓိကကဒီစာထွက်လာတာကဒီ NLD ကျွန်တော်တို့ အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာ NLD ကနေထုတ်တဲ့စာရီနဲ့ပတ်သက်ပြီးတော့မှပြောတဲ့စာရီပေါ့နော်အဲ့ဒါရီနဲ့ပတ်သက်ပြီးတော့မှဥဝင်းမြင့်ကမတည်ဘူးလို့နော်တပ္ပရာကြီးဥဝင်းမြင့်ကမတည်ဘူးလို့ပြောတာပေါ့နော်အဲ့တော့မတည်ဘူးဒီစာထုတ်တာကျွန်တော်လည်းမတည်ဘူးကျွန်တော်ပါဝင်ပတ်သက်ခြင်းလည်းမရှိဘူးကျွန်တော်သဘောထားလည်းမရှိဘူးအဲ့ဒီစာမှာနိုင်ငံတော်တပ္ပရာဥဝင်းမြင့်တည်တာပြည်တော်စုတပ္ပရာနိုင်ငံတော်ဖြစ်သည်အဲပြည်တော်စုတပ္ပရာမြန်မာနိုင်ငံတော်ဤတပ္ပရာဖြစ်ပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဦးဆောင်သောအစိုးရအဖွဲ့နှစ်တာနှစ်နိုင်ငံနှစ်နိုင်ငံရေးကိစ္စများကိုဆက်လက်ဆောင်ရွက်ပါရန်ဟုဖော်ပြထားသည့်ဆိုလျင်တဲ့ဤစာကိုတဲ့ဥရိအရာရှိက ပြသ၏တွေ့ရှိခြင်းဖြစ်ပါတယ်တဲ့ကျွန်တော်ပါဝင်ပတ်သက်ခြင်းမရှိပါကျွန်တော်သဘောထားလည်းမရှိပါတဲ့အဲဒီလိုမျိုးတွေပေါ့နော်အဲ့တော့နိုင်ငံတော်ဤဥပဒေပြုရေးအာဏာသည်ပြည်တော်စုလွတ်ပြည်တော်စုလွတ်တော်ပုံစံပြုကော်မတီတွင်သာရှိပြီးအာဏာသိမ်းစစ်ကောင်စီတွင် အတီမရှိကြောင်းအာဏာသိမ်းစစ်ကောင်စီကထုတ်ပြန်ထားသောအမိန့်နှင့်ညွန်ကြားချက် ဥပဒေများအားလုံးသည်တရားမဝင်ကြောင်းသဘောထားထုတ်ပြန်ကြေညာထားသည့်ကိုယခုပြသ၍တွေ့ပါသလားဆိုလို့ရှိရင်အဆိုပါစာကိုဥပဒေအရာရှိပြ၍တွေ့ရှိခြင်းသာဖြစ်ပါသည်ကျွန်တော်ပါဝင်ပတ်သက်ခြင်းမရှိပါတဲ့ပြောရလို့ရှိရင်ဒီ CRPH2 NUG တို့ NLD CWC တို့ထုတ်သမျှစာတွေဟာလက်ရှိကျွန်တော်တို့နိုင်ငံတော်အကြီးအကဲတွေဖြစ်တဲ့တမရိုင်းဦးမင်းတို့ဒေါ်အောင်ဆန်းစုကြည်တို့เนาะမေဒေါ်ဆန်းစုကြည်တို့ ਨੇ မပတ်သက်ဘူးသူတို့ရဲ့သဘောထားတွေမဟုတ်ဘူးဆိုတာမျိုးကိုပြောချင်တာပေါ့နော်ဒါပေမဲ့အဲ့မှာ risk ကပါလဲဆိုတော့တမရာကြီးရဲ့ရဲရဲတော့ဆုံးဖြတ်ချက်ပေါ့နော်အဲ့တော့ဒီစာတွေဒီလိုမျိုးထွက်ထွက်လာတာကစိတ်ဝင်စားစရာကောင်းတယ်တကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်အဲ့တော့ဒီဖြစ်ရတဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အဲဒေါ်လာရင်းနဲ့အတွင်းလူပူပေါင်းမှုတွေရှိနေသလားပေါ့နော်အကြမ်းဖက်ဆေးအုပ်စုရဲ့အဓိကဒီလိုတရားရုံးနေတဲ့မှာ ခုလိုလျှို့ဝှက်ချက်တွေကိုအပြင်ဘက်ကိုသတင်းပို့နေတဲ့သူတွေရှိနေတာလားအဲအကြမ်းဖက်ဒါဆေးရနာရှင်စန့်ကျင်ရေးလျှို့ဝှက်လှုပ်ရှားတဲ့သူတွေကဒီအကြမ်းဖက်ဆေးအုပ်စုရဲ့အတွင်းစည်းထဲမှာနက်နက်ဆိုင်ဆိုင်နေရာယူထားပြီးတော့မှအခုလိုအရေးကြီးတဲ့အချက်လက်တွေကိုရယူနေတာလားဒီလိုဆိုရင်တော့အကြမ်းဖက်စစ်ကောင်စီအတွက်အကြမ်းဖက်ဆေးအုပ်စုအတွက်ကတော့ဒါကတော့အချက်တည်းကြီးကြီးမားမားတစ်ခုလို့တော့ပြောလို့ရတာပေါ့နော်နောက်တစ်ခုကဒီချက်ကို ဂျပန်စီးအုပ်စုကသူတို့ကိုယ်တိုင်ဖောက်ချနေတာလားဆိုတာလည်းကျွန်တော်တို့စဉ်းစားစရာတစ်ချက်ရှိတယ်။ဂျပန်စီးအုပ်စုရဲ့ဒါအကွက်ချစီစဉ်မှုရအချက်လက်တွေပေါက်ကြားလာတာလည်းဖြစ်နိုင်တယ်လို့ဥပမာပြကျွန်တော်တို့ဒီအန်လန်ဒီပေါ့နော်အန်နဒီမှာအသွေးကွဲမှုတွေရှိနေတယ်။ပြည်တွင်းအန်နဒီပြည်ပအန်နဒီပြည်ပအန်နဒီကိုမှလက်ရှိ NUG တို့ CRPH တို့ကိုမကြိုက်တဲ့အဲ့လိုအန်နဒီအင်အားစုတွေလည်းရှိတယ်။ အဲ့ဒီလို NLD အင်အားစုတွေကြားတဲ့ဟိုဒီစာကိုပြတ်ထည့်ပေးလိုက်တာလားအာအချမ်းဖတ်စေဟုတ်စုကသူတို့ထင်တာကဗျာဒီ CRPH တို့ NUG တို့ဆိုတာကနော်အာ NLD ကနေတွားတယ်လို့သူတို့ကထင်တာပေါ့နော် NLD အုပ်စုတစုပေါ့နော်အဲ့တော့အဲ့ဒီအုပ်စုကိုအဲ့အစုအဖွဲ့ကိုမကြိုက်တဲ့ NLD အုပ်စုတည်းရှိတယ်အဲ့တော့အဲ့ဒီ NLD အုပ်စုလက်ထဲကို NUG တို့ CRPH တို့ ဟိုမကြိုက်တဲ့ NLD အုပ်စုလက်ထက်တွေကိုလက်ထက်ကိုတိစားကိုထည့်ပေးလိုက်တာလားဒါလည်းဖြစ်နိုင်ခြင်းတစ်ခုပေါ့နော်ဖြစ်နိုင်တယ်အဲ့ဒါလည်းဘာဖြစ်လို့လဲဆိုတော့ NLD ကိုဖြိုခွဲခြင်းတော့ NLD ကိုဖြိုခွဲခြင်းနဲ့ CRPH ကိုဖြိုခွဲခြင်းနဲ့တရားဝင်မှုဆိုတာပြခြင်းနဲ့ဒါပေမဲ့သူ့မှာ risk ကပါလဲဆိုတော့ခုနအပေါ်မှာမတရားအာဏာသိမ်းနေဆိုတဲ့ကိစ္စမျိုးတနက်ထောက်ပြီးတော့မှယာလူကနေစင်ခိုင်းတယ်အဲ့တော့အဲ့ risk ကိုတော့မရောက်နိုင်တဲ့အုပ်စုကယူသွားတဲ့သဘောမျိုးတော့တုံးသက်လို့ရတယ်ယူဆိုင်စရာမလို့ ဒီကိစ္စကအခုရွေးကောက်ပွဲလုပ်ပြီးပြီးသွားမှာဒါဟုတ်တယ်ကွာငါမတရားအာဏာသိမ်းတယ်ကွာအခုအားလုံးအတွက်ငါပြန်လုပ်ပေးနေတယ်တရားဝင်ဖြစ်အောင်ငါပြန်လုပ်ပေးနေတယ်ဆိုတဲ့အနေထားမျိုးကိုယူပြီးတော့ငါလုပ်သွားတာလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့သူတို့စစ်တဲ့အတွင်းမှာအချင်းချင်းသဘောထားကွဲလွဲမှုတွေရှိနေသလားအားပြိုင်မှုတွေရှိနေသလားပေါ့နော်အဲ့ဒီအားပြိုင်မှုတွေကနေပြီးတော့မှအခုလိုပေါက်ကြားလာတဲ့ရာလတ်မျိုးဖြစ်လာတာလားပေါ့နော်ဒါလည်းစဉ်းစားစရာတစ်ချက်ပေါ့နော် တော့တကယ်လို့သာဒီချက်လက်တွေကိုအချမ်းဘတ်ဆေးဟုစုကသူကိုယ်တိုင်ဖောက်ချခဲ့တာဆိုလို့ရှိရင်တော့လက်ရှိဒီအာနာသိမ်းမှုဟာနိုင်ငံတော်သမ္မတကိုချိန်ချောက်ပြီးတော့မှဥပဒေကိုချိုးဖောက်ပြီးလုံဆောင်ခဲ့တယ်ဆိုတာသူတို့ကိုသူတို့ဝန်ခံတာပဲဒါပေမဲ့အဲ့ဝန်ခံမှုရဲ့နောက်မှာသူတို့လိုချင်တဲ့ရလဒ်တစ်ခုရှိနေလိမ့်မယ်လို့တော့ကျွန်တော်ကထင်တယ်အဓိကကတော့ NLD ဒီ NLD ဒီကြားထဲမှာမိုင်းထောင်လိုက်တယ်လို့ကျွန်တော်ကတော့အဲ့လိုထင်တယ်ဘာဖြစ်လို့လဲဆိုတော့ပထမစာတုန်းကလည်း ပထမစာတော့ကလည်းအဲ့ဒီကိစ္စပဲအဲ့ဒီ NLD ကဒီပေါ့နော်အမေတော်ဆန်းစုကြည်ကဒီကိစ္စတွေနဲ့မပတ်သက်ပါဘူးမသိရှိပါဘူးဆိုတဲ့ဟာမျိုးကိုပဲ highlight လုပ်ပြီးတော့မှစာကိုဖောက်ချပလိုက်တယ်အခုလေအဲ့ပုံစံပဲဖောက်ချထားတာနောက်ပြီးတော့ဒီစာထဲမှာသမရာကြီးက NLD ပါတီဝင်ဖြစ်ပေမဲ့တာဝန်ဆပြီးတော့မှထမ်းဆောင်ချိန်ကလေးကဖွဲ့စည်းပုံအခြေခံဥပဒေရဒီပါတီလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်ခြင်းမရှိဘူးဆိုတာကိုလည်းသူထပ်ခါတလဲလဲအခိုင်အမာပြောခဲ့တာရှိတယ် နောက်တစ်ခါတရက်နှစ်လ2021ရဲ့နေ့ကျွန်တော်တို့လူမှုကွန်ရက်ပေါ်မှာထွက်ခဲ့တဲ့ပြည်သူတို့ပန်ကြားစာအဲ့ဒါကိုလည်းမသိရှိခဲ့ဘူးပေါ့နော်ဖန်စီရပြီးခဲ့တဲ့ကဟိုအပြစ်ပါကဘာနဲ့ဒါအဆက်အသွယ်ပြတ်တောက်နေတယ်ဤပညာရအိုက်စာတွေကိုအဲသူပြုလုပ်လို့မရဘူးဆိုပြီးတော့ထွက်ဆိုထားတာတွေလည်းရှိတယ်ပေါ့နောက် NLD ရဲ့တရားဝင် Facebook စာမျက်နှာ Blue Map အပြာရောင်အချစ်တွေကိုလည်းသူမသိဘူးဆိုထွက်ဆိုထားတယ်ပေါ့နော်အဲ့တော့အဓိကကတော့อืมဒီပေါ့ကျွန်တော်တို့ဒီ CDM နဲ့ စီရီယန်နေရှိမယ်အာနာဖီဆန်မှုမှာနောက်တကဒီ NUG CRPH ရှိမယ်သူတို့ကိုဒါအပြစ်တင်ဖို့အတွက်အထောက်အထားတစ်ခုအဖြစ်ပေါ့နော်ဒါဦးဝင်းမြင့်ကဒီဖွဲ့ဒီဖွဲ့တွေနဲ့မပတ်သက်ဘူးမသိရှိဘူးဆိုတာမျိုးကိုအကြံဖတ်စေအုပ်စုကဒီ trust ဆိုချက်ကိုဒါအတုံးပြုပြီးတော့မှ NUG ရဲ့ CRPH ရဲ့ PDF ရဲ့ NLD ရဲ့မသက်ဆိုင်ဘူးဆိုတာကိုဝါရဖြန့်ဖို့ကြိုးစားတာလည်းဖြစ်နိုင်နေပေါ့နော်နောက်တစ်ခုကတော့ဒီအဖွဲ့တွေက ဒါ NLD ကမဟုတ်ဘူးဒီဖွဲ့တွေကအာအကြက်ဖက်အဖွဲ့စည်းတက်တက်ဖြစ်တယ်ဆိုတာမျိုးကိုလည်းပုံဖော်ဖို့စ조사လာတာပေါ့နော်နောက်တစ်ခုကတော့ဒီ Jabber Sales စုကသူတို့အပေါ်ကိုကြာရောက်မဲ့ PR တွေကိုရှော့ချဖို့ပေါ့နော်နိုင်ငံတကာအမြင်ကိုလှည့်စားဖို့ဒါလှုပ်ကြံဖန်တီးတာလည်းဖြစ်နိုင်တယ်အဲ့တော့ဘာပဲဖြစ်ဖြစ်တော်လိုင်းလုံနေတာက NGC ရ PH တခုတည်းလုံနေတာမဟုတ်ဘူးလीနော်ကျွန်တော်တို့တခြားအဖွဲ့တွေအများကြီးရှိကြပါရှိသေးတာပဲနော် တော့အဓိကကတော့ပြစ်မှတ်ထားတာတော့ NUGCRPH ကိုပြစ်မှတ်ထားတာပါနော် NUGCRPH PDF ဒီအဖွဲ့တွေကိုဒါတွေးကွဲသွားစီဖို့အဲဒါထုတ်ခွဲလိုက်တဲ့တခုပေါ့နော်အဲ့ဒီမှာသူတို့ risk ယူတာကတော့တမလာကြီးဦးဝင်းမြင့်ကိုဒါ PR ပေးပြီးတော့မှနော်အာနာသိန်းနေဆိုတာကတော့သူတို့ risk ယူွားတယ်ဒါပေမဲ့ view မဆိုင်ဘူးပေါ့ view မဆိုင်အဓိကကပြုတ်ခွဲသွားဖို့လိုတယ်ပေါ့နော်အဲ့တော့ NUGCRPH ကို မကြိုက်သော NLD အုပ်စုတွေနိုင်ငံသားမှလည်းရှိတယ်ပြည်တွင်းမှလည်းရှိတယ်။ဘာကြောင့်မကြိုက်ကြလဲဆိုတော့မကြိုက်စရာကောင်းသောအလုပ်တွေကို လုပ်နေတာလည်းရှိနေတဲ့အခါကျတော့เนาะမကြိုက်ကြဘူး။ဒါပေမဲ့အဲ့ဒီ NUG CRPH ကိုဖြိုခွဲခြင်းနဲ့ NLD အုပ်စုတွေအနေနဲ့တတိထားရမှာကဘာလဲဆိုတော့ NUG CRPH ကိုဖြိုခွဲရင်းနဲ့တော်လန်ရေးကိုပါဖြတ်စည်းနေတဲ့အနေအထားမျိုးတွေလည်းတချို့တလေမှာတွားတွေ့နေရတယ်ပေါ့เนาะတချို့နေရာတွေမှာတွေ့ရတယ်အဲ့တော့တော်လန်ရေးကိုတော့မဖြန်းစီနဲ့ပေါ့နော်ခင်ဗျားတို့ကခင်ဗျားတို့မကျင်းတတ်လို့ဟိုဥအောင်ကြည်ညွန့်ကိုပဲစောစော NGO ပဲခင်ဗျားတို့ပြည်စီအောင်လှုပ်လှုပ် CRPH ကိုပဲခင်ဗျားတို့မိုင်းနဲ့ခွဲခွဲလှုပ်ချင်တာတော့ဒါပေမဲ့တော်လိုင်းရေးကိုတော့ထိမလာနိုင်ပါတော့เนาะအဲ့တော့တော်လိုင်းရေးကိုပြက်လို့ပြည်စီထိလာတဲ့လူမှန်သမျှကတော့ကျွန်တော်တို့ရဲ့ရန်သူပဲခင်ဗျားတို့ကခင်ဗျားတို့ NLD ခင်ဗျားတို့အချင်းချင်းခင်ဗျားတို့အခြားခြားကွဲကွဲเนาะအဲ့တော့ဒီလိုမျိုးဒါစာတွေထုတ်လာတယ်ဆိုတာကဒါရွေချက်ရှိရှိလှုပ်နေတာရွေချက်ရှိရှိလှုပ်နေတာကအကြမ်းဖက်ဆင်းအုပ်စုရဲ့ နောက်ဘက်ကနေလှုပ်ပေးနေတဲ့ NLD အုပ်စုတွေရှိလာနိုင်ရှိနေရှိနေနိုင်နေဆိုတာဒါကောက်ချက်ချလို့ရတယ်အဓိကတော့ NLD ကိုခွဲအောင်လုပ်တာ NLD ကိုသူကသူခွဲအောင်လုပ်လို့လုံချင်တယ်လို့လုပ်ဒါပေမဲ့ဒေါ်လာရင်းလုပ်နေတာ NLD တစ်ဖွဲ့တည်းလုပ်နေတာမဟုတ်ဘူး NLD ပြိုသွားလို့လေဒီဒေါ်လာရင်းကပြီးသွားမှာမဟုတ်ဒီဒေါ်လာရင်းကရပ်သွားမှာမဟုတ်ဘူးအဲ့ဒါတော့အားလုံးသိဖို့လိုတယ်တခုတော့ရှိတယ် NLD ကိုလုပ်ရင်းနဲ့ဒေါ်လာရင်းကိုတော့မထီပါနဲ့မထီပါနဲ့เนาะ အာဘယ်လိုလိုပြောဒီလိုပြောနေဟာလူတွေကဘယ်လိုဖြစ်တယ်ဘယ်လိုဒုက္ခရောက်တယ်တို့ဘာတို့ဒီဒီဒီဟိုမဲပြပစိုးစကလုံးနေနဲ့နော်လူတို့ကဒုက္ခရောက်နေဒါတွေလာမပြောနဲ့ဒါတွေလာမပြောဒီဒုက္ခတွေကိုခံစားမှဒီဒုက္ခတွေကိုကြော်လွားမှကြော်လွားပြီးမှဒါတွေကိုနင်းချေပြီးမှကောင်းမွန်တဲ့လူမျိုးဘဝကိုရမယ်ဒီလိုစိတ်အုပ်စုလိုကောင်မျိုးတွေနဲ့ဒီလိုကောင်မျိုးတွေနဲ့တသက်လုံးကျွန်တော်တို့က စကားပြောလို့မရအောင်အားကြောင့်တတိပေးနေတာကအခုကဒါရွေချက်ရှိနေပြီ NUG တို့ CRPH တို့ကိုခွဲနေတာတော့ရွေချက်ရှိနေပြီပြောရလို့ရှိရင်ခေါင်းဆောင်နေနဲ့ခွဲတာပေါ့နော်အဲ့တော့သူတို့အခုကြေညာထားတဲ့ NUG ဆိုတဲ့အစိုးရအဖွဲ့အစည်းမှာတမရိုင်းဝင်မပါဘူးဒေါ်ဆန်းစုကြည်မပါဘူးဆိုတော့ message ကိုပေးချင်တာအဲ့ဒါကိုအဲ့ဒါအဲ့ဒါကိုပေးချင်တာကအကြံဖတ်စေဖို့ဆိုတာပေးချင်တာအဲ့ဒါကိုဆောင်ရွက်ပေးတာက NUG ကိုမကျင်တတ်တော့ NLD အုပ်စုကဆောင်ရွက်ပြီးတယ်လို့ကျွန်တော်ကဒီနေရာမှာမြင်နေတယ်။ဒါပေမဲ့ရပြဿနာမရှိဘူး။ခင်ဗျားတို့ကခင်ဗျားတို့လုပ်လို့ NUG တစားစီပြတ်သွားတယ်ကျွန်တော်တို့ကပြဿနာမရှိဘူး။ဒါပေမဲ့တော်လန်ကြီးကိုတော့လာမထိနဲ့။ပြက်လို့ပြက်စီတော်လန်ကြီးကိုပြက်လို့ပြက်စီလုံမဲ့ကိစ္စမျိုးလာမထိနဲ့။အဲ့ဒါဆိုရင်တော့လက်မခံဘူး။ဘယ်သူမှလက်မခံဘူး။ကျွန်တော်တို့ပုံပုံရေးရအမှန်နဲ့နော်ကျွန်တော်တို့လည်း NUG ကိုတိတ်ကြိုက်လိုက်ရမဟုတ်ကြိုက်နေတဲ့အထဲမှာလည်းမပါဘူးနော်မပါဘူး အာသူ့ရဲ့လုပ်ရတဲ့မဟုတ်တာတွေကလည်းအများကြီးပဲကျွန်တော်တို့တွေ့တယ်တွေ့နေတာပဲဒါပေမဲ့သူလမ်းကြောင်းသူသွားတယ်သွားပါစေသွားကျွန်တော်တို့ကလွတ်ပေးထားသွားအချိန်တန်လို့ရှိရင်အချိန်ကုန်သွားလိမ့်မယ်เนาะဒါပေမဲ့တခုတော့ရှိတယ်သာ CRPH တို့ NUG တို့ဥအောင်ကြီးညွန့်တို့ဟာဘာဖြစ်တယ်တော့ဥယျာဉ်မုံတို့ဒါတွေကိုဟိုပုံကူရေးရမကျေနပ်ချက်တွေနဲ့ခင်ဗျားတို့ရှောက်ပြီးတော့မှเนาะတိုက်ခိုက်ပြီးတော်လန်ရေးကိုပြက်လို့ပြက်စီးတော့တာမျိုးကတော့တော့ဝါလက်မခံဘူးခင်ဗျားတို့ကတော့ချက် ော်ချာဥအောင်ကြီးညို့ချာချာအမဥအောင်ကြီးညို့အမေရိကန်မှာရှိတယ်ချာချာအဲ့တော့ဒီစာတွေကထုတ်လာတာကအလကားထုတ်တာမဟုတ်ဘူးเนาะနောက်ကနေမင်းအောင်နိုင်ကလုတ်ပေးတယ်အဲ့ဒါကိုစွမ်းဆောင်ပေးနေတာကခုနကကျွန်တော်ပြောတဲ့နောက်ကျွန်တော်တို့ NDG နဲ့ CRPH เนาะအဖွဲ့ကိုအဲ့အဲ့မှာရှိနေတဲ့ NLD အဖွဲ့ကိုမချိန်တတ်တော့တခြား NLD အုပ်စုကလုတ်နေတာပါเนาะအဲ့အဲ့လုတ်နေတဲ့အုပ်စုကလည်းเนาะကျွန်တော်ပြောပြမယ်စေအုပ်စုကိုမကြိုက်လို့ ပုံကန်တဲ့အုပ်စုပဲဒါပေမဲ့မကြိုက်ပေမဲ့ဒီအဖွဲ့ကိုဖျက်ဆီးရင်းနဲ့တော်လိုင်းဟိုကဖျက်ဆီးမှုစ조사နေတဲ့လူတွေအများကြီးကျွန်တော်ရှိတွေ့နေရတယ်ဒါလေးကိုသတိပေးချင်တာပါနော်အဲ့တော့ဒါတွေကအန်ဒီရရှိတယ်ဆိုတဲ့အကြောင်းပြောတာအဲ့တော့ဒီစာရင်းနဲ့ပတ်သက်ပြီးတော့မှအသိပြီးတော့မှကျွန်တော်တို့တော်လိုင်းမိတ်ဆွေတွေအနေနဲ့တိတ်ကောင်းနေမှမထားနဲ့တိတ်ကောင်းနေမှမထားနဲ့ဒါအချင်းချင်းကြိုက်ချင်းချင်းကြိုက်ဖို့အတွက်နောက်ကနေရှုတိုက်ပေးလိုက်တာ ရှူတိုက်ပေးလိုက်တာအဲရှူတိုက်ပေးလိုက်တဲ့ရှူတိုက်ပေးလိုက်တဲ့ကောင်ကနည်းနည်းတော့သူက race တော့ယူရတာပေါ့နော်ဦးဝင်းမင်းကိုဖိအားပေးပြီးတော့မှအာနာသိမ့်တယ်ဆိုရဲဘူးနော်ပြီးတော့ဆိုကြတော့ဒီကောင်ကတော့နည်းနည်းတော့ရတာပေါ့ဒါပေမဲ့ဒီအဖွဲ့ပြုတ်ပွဲဖို့အတွက်လုပ်တာပါပဲနော်အာဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှသူတို့ရဲ့မီဒီယာတွေမှာဒီစာပေါက်ကြားလာတဲ့နဲ့ပတ်သက်ပြီးတော့မှအချမ်းဖတ်စစ်ကောင်စီရဲ့မီဒီယာတွေမှာ lobby lobby တွေရှိမှဒါပြောလိမ့်မယ်အဲတွေ့လားသမရာကြီးမပါဘူးဦးဝင်းမင်းမပါဘူး မအားလို့ဘလို့ဖြစ်တယ်ဘယ်နဲ့ဖြစ်တယ်ဒီအဖွဲ့ကတရားမဝင်ဘူးဒါမျိုးတွေပြောမှာเนาะ NUG ကိုတရားမဝင်ဘာညာနဲ့ပြောမှာပြောဖို့အတွက်ဒီလိုလော်ဖို့အတွက်ဒါကိုထုတ်ပေးလိုက်တယ်အဲ့ဒါကိုဂင်သွားတာက NUG ကိုမကျေနပ်သော NLD ပါတီဝင်တွေဖြစ်လိမ့်မယ်လို့ကျွန်တော်တော့ထင်ထားတယ်เนาะအဲ့တော့ဒီထွက်ဆိုချက်တွေကဂျပန်ဆေးဥစုရဲ့ဒါဥရိမဲ့ပေါ့เนาะဥရိမဲ့လောက်တဲ့ကိစ္စပေါ်သွားတာပေါ့ဗျာเนาะအဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာနိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်ရဲ့စကားမိတော့လူလူပဲเนาะ တဝင်းဝင်းလောင်ကျွမ်းနေရမယ်။သူကစစ်ခွေးတွေရဲ့ဒါတနက်ပြချင်းချောင်းမှုအောင်မှာအသေးခံမယ်ဆိုပြီးတော့မှရဲရဲတော့ကြွေးကြော်ခဲ့တဲ့သူရဲကောင်တယောက်ဖြစ်တယ်။အဲ့ဒီစကားတခုကအခုကျွန်တော်တို့အမောင်တုတွေမှာပိတ်နေတဲ့အချိန်မှာမိတ်တုံ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 ဖြစ်နေတဲ့ကျွန်တော်တို့ရဲ့အနာဂတ်ကိုဒါအလင်းအောင်ပဲနော်။အော်ခေါင်းဆောင်ကအဲ့လိုတတိရှိပြသွားတယ်ကျွန်တော်တို့ကနောက်ကနေတတိရှိဖို့လိုတယ်เนาะအဲ့တော့ကျွန်တော်တို့ကလူတန်းစင်နေနိုင်ဖို့အမှန်တရားကိုဖော်ထုတ်ဖို့နဲ့လူကုန်တိတ်ခါကိုပြန်ရဖို့အတွက် အသက်ပေးပြီးတိုက်ပွဲဝင်နေကြတာဖြစ်တယ်။ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေကတော့မှအသက်ကိုမငဲ့ကွက်ပဲတိုက်ပွဲဝင်နေတယ်။အဲကျွန်တော်တို့အနေနဲ့သွေးအေးပြီးတော့မှနောက်ဆုံးလို့မရဘူးဆိုတာကိုပြောချင်တယ်။အဲတော့ဒီတိုက်ပွဲဟာလွတ်လပ်မှုနဲ့အလင်းရောင်အတွက်တိုက်ပွဲပဲနော်။အဲကျွန်တော်တို့မကြောက်ပါနဲ့။အမောင်တုဆိုတာမကြောက်ပါဘူး။အမောင်တုကအမြဲတမ်းဖြစ်မနေပါဘူးနော်။အနာဂတ်ကကျွန်တော်တို့လက်ထက်မှာရှိတယ်။အဲတော့အတူလက်တွဲပြီးဒီစစ်အာဏာရှင်ကိုအမြဲပြတ်ကျွန်တော်တို့ချိန်မုံးမယ်နော်။စစ်အာဏာရှင်ကတော့မာယာအင်တန်များပါတယ်။မာယာအင်တန်များပါတယ်။ အဲ့ဒီလိုစာမျိုးတွေထွက်လာခြင်းဟာရေကျန်းရှိရှိနဲ့ထုတ်နေတာဖြစ်ပါတယ်ဒီစာတွေကเนาะအဲ့သူ့မှာလည်းသူ့ရဲ့ risk တွေကိုသူယူပြီးတော့ထုတ်ပေးနေရတာပါเนาะအဖြူခွဲဖို့စဉ်းစားနေပါတယ်အဲ့တော့ဖြူခွဲခြင်းမဖြူခွဲခြင်းတော့ပြဿနာမရှိဘူးပြန်ချုပ်ရလို့ရှင်ကြိုက်တယ်လို့ကိုယ့်ဘက်ကိုဖြစ်ကြเนาะခင်ဗျားတို့ NLD ကိုယ့်ဘက်ကိုဖြစ်ကြเนาะအဲ့တော့ကျွန်တော်တို့လည်းကျွန်တော်တို့ကိုယ်တိုင်လည်း NLD ကိုမဲပေးခဲ့တာပဲเนาะ NLD ကိုမဲပေးခဲ့တာကျွန်တော်တို့ကိုယ်တိုင်ပေးခဲ့တာဒါပေမဲ့ မတို့ပုံကိုရင်မကျေနပ်မှုတွေနဲ့ဒေါ်လာရေးကိုတော့အနောက်ရှက်တော့မလောက်ကြနဲ့လို့ဒီနေရာမှာဒီလိုပဲပြောချင်တယ်အားလုံးကျေးဇူးများတင်ပါတယ်